ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိနေတဲ့ online ငွေလိမ်လုပ်ငန်းတွေကနေထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသား1400ကျော်ကိုမလအတွင်းမှာကရင်နယ်ကြားစောက်တဲ့ PGF ကထိုင်းနိုင်ငံကတဆင့်တရုတ်နိုင်ငံကိုပြန်ပို့ခဲ့ကြောင်း PGF တပ်ဖွဲ့ကပြောပါတယ်။မလ6ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတရုတ်နိုင်ငံသားအလုသမား1430ဦးကိုလေကြောင်းနဲ့၃ချိန်ခွဲပြီးပြန်ပို့ခဲ့တာလို့မြောက်ရီ PGF ကုတ်ကဲရေးရုံသတင်းရင်းမြစ်ကပြောပါတယ်။ ။ PGA တပ်ဖွဲ့ကထိန်းသိမ်းထားတဲ့နိုင်ငံသား9000ဝန်းကျင်လောက်ကြံနေသေးတာကြောင့်တန်ယုံတွေစစ်ကောင်စီဌာနဆိုင်ရာအကြီးအကဲတွေထိုင်းအာဏာပိုင်တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးပြန်လည်လှည့်ပြောင်းဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ PGA တပ်ဖွဲ့ဒုတိယပုံမှုကြီးနိုင်မောင်စောကပြောပါတယ်။ကျွန်တော်တို့ကဒီအထုနဲ့နေရဲ့အဖွဲ့ကတော့ခုနလိုမျိုးဒါကျွန်တော်တို့ကခိတ္တယာယီဖွဲ့လိုက်တဲ့အဖွဲ့တော့မဟုတ်ဘူးအဲဒီအဖွဲ့ကတော့ဒါကျွန်တော်တို့ကအမြဲရှိသွားမယ့်အဖွဲ့တစ်ခုဖြစ်တယ် ဒီအဖွဲ့ကတော့တောက်လျှောက်အလုပ်လုပ်သွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒါပေမဲ့ခုနကလိုပေါ့အခုကျွန်တော်တို့ကတော့အလုပ်ကတော့ဆက်တိုက်ဆက်တိုက်လုပ်သွားမယ်ကျွန်တော်တို့အဒီကျွန်တော်တို့အခုချက်တက်လိုက်တာမဟုတ်ဘူးလက်ရှိလူထောင်ကနေဖြစ်တဲ့ဥစ္စာကိုထားဖို့အခက်အခဲတစ်ခုကြောင့်ကျွန်တော်တို့ကအဲလက်ရှိအချိန်နည်းနည်းလျှော့လိုက်တာပေါ့ဒါပေမဲ့တောက်လျှောက်ကျွန်တော်တို့ဆက်လုပ်သွားမှာပေဂျီယာတပ်ဖွဲ့ကရှာဖွေဖမ်းဆီးခဲ့တဲ့ငွေလိမ်လုပ်ငန်းတွေကနိုင်ငံခြားသား9000ရှိပါတယ် အဲ့ဒီထဲမှာနိုင်ငံပေါင်း29နိုင်ငံကနိုင်ငံသားတွေပေါင်းဝင်ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။တရုတ်နိုင်ငံသားတွေကိုထိုင်းနိုင်ငံကတစင်ပြန်ပို့နေရမှာဖေဖော်ဝါရီလက621ဦးနဲ့မတ်လအတွင်း1430ဦးရှိခဲ့တာကြောင့်ပြန်လွှဲပေးခဲ့တဲ့တရုတ်နိုင်ငံသား2000ကျော်ရှိနေပြီဖြစ်ပါတယ်။ငွေလိမ်လုပ်ငန်းနှိမ်နင်းရေးကိုတခြားနိုင်ငံတွေအဖွဲ့အစည်းတွေကကူညီတာမရှိဘဲ BGF အဖွဲ့တစ်ခုတည်းကသာစောင့်ရနေရကြောင်းလဲ ဒုတိယပုံမူကြီးနိုင်မောင်စောကပြောပါတယ်။ငွေလိန်လုပ်ငန်းနဲ့လူမောင်ကိုတိုက်ဖြတ်ရေးလုပ်နေကြောင်းပြောပေမဲ့ BGF ထိန်းချုပ်နယ်မြေတွေမှာငွေလိန်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ငွေလိန်လုပ်ငန်းတွေဆက်လုပ်နေတဲ့အပြင်အလုတ်ခေါ်နေတာတွေရှိနေကြောင်းလုံခြုံရေးအရာအမြင်ဖော်လို့တဲ့ငွေလိန်လုပ်ငန်းမှာလုတ်ကင်နေတဲ့မြန်မာလူသမားတို့ကပြောပါတယ်။ တရုတ်တွေကိုဖမ်းတယ်ပြန်ပို့တယ်နောက်ပြီးတော့ဒီနိုင်ငံခြားသားတွေကိုဖမ်းတယ်ပြန်ပို့တယ်လုံနေတာကတသက်ပေါ့နော်အဲ့လိုမဖမ်းသေးဘဲနဲ့ဆက်ပြီးတော့လုံနေတဲ့ဒီတရုတ်ယုံတွေထိုင်းယုံတွေလည်းရှိသေးတယ်နောက်ပြီးတော့ကြောက်ဖြာဂိတ်တို့ခရမ်းပြယုံတို့ပြီးတော့ဒီ32ဂိတ်တို့46ဂိတ်တို့မြောက်ပိုင်းမှာရှိတယ်ပေါ့နော်အာကိုကိုမှလည်းရှိတယ်နောက်တစ်ခါမြန်မာဘိုင်းကလုံမဲ့သူတွေလည်းအလို့သမားကတော့ခေါ်နေတာပဲလေနော်ကရင်နယ်ကြားစောက်တဲ့ PG ရဲ့ခေါင်းဆောင်ပုံမှုကြီးစောချစ်သူအပါဝင်ခေါင်းဆောင်၃ဦးကို လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုနဲ့ဖန်ဝင်ရထုတ်ဖို့ထိုင်းဆိုရရဲ့အထူးစုံစမ်းစစ်ဆေးဦးစီးဌာန DSI ကရှေ့နေချုံရုံကိုမလ3ရက်နေ့ကတင်သွင်းထားပါတယ်။ထိုင်းအာဏာပိုင်တွေဆွဆွဲသလို BGF ခေါင်းဆောင်တွေလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုမရှိကြောင်း BGF အဖွဲ့ကညှင်းဆိုထားပါတယ်ရှင်။